ဟုတ်ဒီဗီယိုကတော့ chapter 6ရဲ့ဟို6.2ပေါ့နော်6.2ရဲ့ biodiversity မြန်မာအကြောင်းရှင်းပြပေးသွားမှာဖြစ်ပါတယ်။ခြေပိုင်းမှာဆိုရင် biodiversity ဆိုရယ်ဇီဝမျိုးစုံမျိုးကွဲအကြောင်းကိုရှင်းပြခဲ့ပြီးပြီ။ဇီဝမျိုးစုံမျိုးကွဲမှာဆိုရင်အဲသူတို့ရဲ့ဇီဝမျိုးစုံမျိုးကွဲရဲ့ diversity ပေါ့ဒီက diversity 3မျိုးရှိတယ်။ဇီဝမျိုးစုံမျိုးကွဲရဲ့အရေးပါမှုအဲအကြောင်းတွေကိုရှင်းပြခဲ့ပြီးဖြစ်တယ်။အခု မြန်မာပြည်မှာလည်းဒီဇီဝမျိုးစုံမျိုးကွဲရှိရပေါ့နော်မြန်မာပြည်မှာဆိုရင်ပို့ပြောတော့ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝရလို့လူတွေကပြောစမှတ်ပြကြတယ်အဲအကြောင်းမြန်မာပြည်ဇီဝမျိုးစုံမျိုးကွဲအကြောင်းကိုလေ့လာကြည့်အောင် biodiversity မြန်မာဟုတ်ပြီနော်ဒီခုကြံခဲ့မှာဆိုလို့ဆုံးချောပြီဒီမှာ biodiversity မြန်မာမှာဆိုလို့ရှိရင်သူကအာနှစ်မျိုးရှိရပါတော့ biodiversity မြန်မာဒါ concept map ပါ ဒါပုံလေးစာအုပ်မှာဆိုရင်အခန်းတိုင်းရဲ့အနောက်မှာပါတယ်ဗောနော်ဒါဆိုရင် forest bio forest diversity ဒီတတော်မျိုးကွဲတွေအကြောင်းကိုဒီ biodiversity မြန်မာမှာထပ်ပြီးခေါင်းစဉ်လေးနဲ့ထပ်ရှိပြီးတော့နောက်တစ်ခုကဘာလဲဆိုရင် endangered species အမ်မျိုးတုံးတော့မဲ့တတဝါအကြောင်းကိုဒီ biodiversity in မြန်မာဒီမြန်မာနိုင်ငံရဲ့ဇီဝမျိုးစုံမျိုးကွဲအကြောင်းမှာရှင်းပြထားပါတယ်အအထင်ကြီးပြောရမယ်ဆိုရင်ဗောနော်ဒီမြန်မာနိုင်ငံမှာက ဟာဒီတတော်တွေနဲ့ပတ်သက်ပြီးတော့ဗောနော်တတော်တွေအများအပြားရှိတယ်တတော်မျိုးစားရင်မျိုးစုံရှိတယ်ဒီကဘာလဲဆိုရင်အပူပိုင်းနဲ့သမပိုင်းနှစ်ခုရှိတဲ့အတွက်ကြောင့်ဗောနော်အဲကြောင့်တတော်မျိုးစားစုံနေတယ်နောက် alien species ရှားပါးတဲ့တတော်ရှိတဲ့အတွက်ကြောင့်အာထင်းသိမ်းကာကွယ်ရမယ်အဲဗောနော်ရှားပါးရယ်ဆိုတဲ့အဓိပ္ပာယ်ကသူက alien species လို့သုံးထားတယ်သူကဘာလဲဆိုလို့ရှိရင်မျိုးတုံးတော့မဲ့တရိษံတွေရှားပါးရယ်ဆိုတဲ့အတွက်ကြောင့်သူကမျိုးတုံးတော့မဲ့တက်ရှိမျိုးစိတ်တွေကိုနှင်းစိတ်တွေအကြောင်းမှာရှင်းပြတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင် forest ဆိုတာအပင် အန်နယာစပီရှီဆိုတာတိရစ္ဆာန်အိတ်အကြောင်းပေါ့နော်ဒီကသူရဲ့ခေါင်းစဉ်တစ်ခုအဲ့ဒါနဲ့ပတ်သက်ပြီးအာအကြောင်းတစ်ခုသူကပါပါလိမ့်မယ်ပေါ့နော်ဆိုတော့ species မှာတော့တိရစ္ဆာန်တင်မဟုတ်ပါဘူး species မှာကအပင်တွေလည်းပါတယ်ပေါ့နော်ဒီကအပင်ရောပထမသူကအရင်ဆုံးပါတယ်တွေ့ထူးခြားပြတဲ့ forest နဲ့နောက်ပါတယ်ဆိုရင် species အကြောင်းသူကရှင်းပြမှာဖြစ်ပါတယ်ဒါ biodiversity ဆိုတဲ့ခေါင်းစဉ်အောက်မှာပေါ့နော်ပါမယ်အရာပဲပေါ့နော် ဒီ view မှာကတော့ biodiversity in မြန်မာကိုပဲအဲ biodiversity in မြန်မာရဲ့ forest diversity ကိုပါရှင်းပြပြတော့ပါဘောနော်နောက်တစ်ပိုင်းကျမှအာဒီ species ကြောင်းပေါ့နော် species တွေမြန်မာနိုင်ငံမှာရှိတဲ့ endangered species အကြောင်းဆိုတော့ရှင်းပြပြတော့မှာဖြစ်တယ်။ဘာလို့ဆိုရင် biodiversity မြန်မာ biodiversity ဆိုတာကဇီဝမျိုးစုံမျိုးကွဲပေါ့နော်အဲ့မှာဆိုရင်အပင်လည်းပါမယ်တက်တွာလည်းပါအင်းမြန်မာမြန်မာမှာရှိတဲ့ biodiversity ပေါ့နော်ဟုတ်ပြီမြန်မာမြန်မာဆိုတာက the largest country largest country အကြီးဆုံးနိုင်ငံ in mainland south asia ဘာမှအကြီးဆုံးတကဘာလုံးမှာအကြီးဆုံးလားမဟုတ်လေတကဘာလုံးမှာအကြီးဆုံးကဘယ်နိုင်ငံအဲဘယ်နိုင်ငံသူတက်နိုင်ငံထက်ရှိမှာပေါ့နော်အဲဒါဆိုကဘာလုံးမှာအကြီးဆုံးကဘယ်နိုင်ငံအဲ့လိုမျိုးရှိမယ်ဒါပေမဲ့ဒီပေါ့ဘမအကြီးဆုံးလေမြန်မာဘမအကြီးဆုံးနိုင်ငံလေဆိုလို့ရှိရင် in mainland mainland ဆိုတာအဓိကကုန်းပြေ south asia အရှိတောင်အာရှရဲ့ကုန်းမီကုန်းမီဒေသမှာအကြီးဆုံးနိုင်ငံဖြစ်ပါတယ်တဲ့ကုန်းမီဒေသဆိုတာကိုကျိုးစုနိုင်ငံမျိုးမဟုတ်ဘူးကုန်းမီဒေသမှာရှင်းပြောမယ်ဆိုလို့ရှိရင်တော့သူကမြန်မာအကြီးဆုံးပါတဲ့ width and lash area of သူ့ရဲ့ကြီးမားကျယ်ပြန့်တဲ့သူ့မှာ area ဘယ်လောက်ရှိလဲဆိုရင်အဲ့တော့ area ဘယ်လောက်ရှိလဲကိုပြောထားတိုင်းမပြောပါနဲ့ width နဲ့တွဲပြီးပြောထားတယ်ပေါ့နော် area ဘယ်လောက်ရှိလဲဆိုရင်6,9569အဲ့ဒါကိုအမြန်လွယ်မှတ်6,9569 အဲ့လိုမျိုးမှတ်ကြပါဘောနော်ချောင်းချောင်းအာ sorry နော်ဒါမှားရကီလိုမီတာတူတူမဟုတ်ကီလိုမီတာ square square ကိုဒီမှာ power point မှာ square လို့အဲ့လိုထက်တင်တာမတွေ့လို့အဲ့ဒါကီလိုမီတာ square ပါကီလိုမီတာ square ရှိပါအဲ့ဒါ area ကိုတွေ့တဲ့ခါကျလို့ရှိရင်အလျားရဲ့အနံရဲ့တွေ့တဲ့ခါပါနော်အဲ့ကြောင့်ကီလိုမီတာ square ဖြစ်တာပါနော်ဒါကားတဲ့6.65ရှိပါတယ်တဲ့အဲ့ဒါကဘာလဲဆိုရင်ရှင်ပါနော်ဒီကျွန်းစုနိုင်ငံနေနဲ့ပါ area တစ်ခုချင်းစီကိုကျွန်းစုနိုင်ငံနဲ့တွက်ရင် အင်ဒိုနီးရှားလားမလေးရှားသူကပိုကြီးွားနေဒါပေမဲ့အဓိကကုန်းမြင်ဟိကုန်းမြင်ပေါ့ဆောက်အရှာဒီအရှိတောင်အာရှရဲ့ကုန်းမြင်ဒေတာမှာဆိုရင်တော့ကုန်းမြင်မှာဆိုရင်တော့ဗာလေမြန်မာကအကြီးဆုံးနိုင်ငံဖြစ်ပါတယ်ဘာသူ့ရဲ့ area ဘယ်လောက်ရှိလဲဆိုရင် तू က area ကို area ဘယ်လောက်ရှိပါစေမပြောထားဘူး तू ကဘယ်လိုလဲဆိုရင် area 6.6500 km square ရှိတဲ့ဆောက်အီအရှာမှာအကြီးဆုံးနိုင်ငံဖြစ်ပါတယ်အဲ့ဆိုကိုကမှတ်မိပါ6.6500 area ရှိတဲ့ဆိုရင်ကိုကမှတ်မိပါ යි ။အဲဆိုရင်မြန်မာဆိုတာ6.6500 km2 မြေ area ရှိတဲ့အအကြီးဆုံးတော့အရှိတောင်အာရှရဲ့အကုန်းနိုင်ငံပေါ့နော်။ကုန်းနိုင်ငံနေတဲ့မကုန်းအမြေပေါ့။အရှိတောင်အာရှမြေမှာအအကြီးမားဆုံးနိုင်ငံဖြစ်ပါလေတဲ့။ because of its size သူရဲ့အရွယ်စားကြောင့်သူအရွယ်စားလဲကြီးရတဲ့ကြောင့်လေ is less latitudinal range of သူ latitudinal range ကိုသူ off နဲ့သုံးထားပြီပေါ့နော်သူဥစ္စာအနောက်မှာ off နောက်မှာသူ ဥစ္စာပြောရဲ latitudinal range ဆိုတာက latitude range ဆိုတာကအဲပေါ့ latitude ဟုတ်တယ် latitude ဖြတ်သွားတဲ့မြေအရှိပေါ့နော်အဲ့ဒါကဘယ်လောက်ရှိလဲဆိုရင်1933000ကီလိုမီတာရှိပါတယ် and the diversity of its topography and habitats and ပြီးတော့သူ့ရဲ့ diversity သူ့ရဲ့မျိုးစုံ diversity of its topography and ပြီးတော့ ဒီပေါ့သူ့ရဲ့ latitude နယ်ကြီးမားတဲ့ latitude နယ်ရှိတယ်နောက်တစ်ခုကသူ့ရဲ့ diversity မျိုးစုံမျိုးကွဲရှိတယ်သူကဘာမျိုးစုံမျိုးကွဲဆိုတာဘာမျိုးစားကွဲပြားလဲဆိုတော့ topography topography ဆိုတာမြေအနေထားအမြေအနေထားကွဲပြားလဲဆိုတာကမြန်မာပြည်အောက်ပိုင်းမှာဆိုတော့မြန်မာပြည်ဟုတ်ပြီ sorry နော်ညောင်းဒီဟိုမြန်မာပြည်အလယ်ပိုင်းမှာဆိုရင်ဗာလေမြေပြန့်ဒေသဖြစ်ပြန်တယ် တောင်မြန်မာပြည်ထိပ်ပိုင်းနေမှာဆိုတာတောင်ဝန်ဒေသဖြစ်တယ်။ကျွန်တော်ချင်းပြည်နယ်ဘက်မှာတောင်ဝန်ဒေသ၊ရှမ်းပြည်နယ်မှာကျတော့တောင်ဝန်ဒေသ။ဒါပေမဲ့မြန်မာနိုင်ငံအလဲပိုင်းရောတောင်ဝန်ဒေသမဟုတ်ဘူးဆိုတာမြေပြန့်ဒေသ။မြောက်ဘက်အောက်ပိုင်းမှာဆိုမြေပြန့်ဒေသနဲ့တောင်မြောက်ကျွန်းပေါ်ဒေသအဲ့လိုမျိုးမြင်နေထားရပါလို့မတူကြဘူး။အဲဒါကြောင့်သူ့မှာ privacy ကွဲပြားမှုကဘာရှိလဲ။ topography မြင်နေထားတဲ့ကွဲပြားခြားနိုင်။နောက်မြင်နေထားကွဲပြားခြားနိုင်အတွက်ကြောင့်ဘာ ई กว่าမလဲဆိုလို့ရှိရင် ဟောဒီမှာပေါ့မြေရှာခွဲပြားချမ်းသာရဲ့ဒီလိုမျိုးတောင်ပေါ်ဒေသမှာရှိလို့တောင်ကုန်းတောင်တဲ့နေမြေရှိမယ်နောက်ပါလဲဒီမြို့အကျုံပေါ်ဒေသလူရှိမယ်နောက်မန်ဂရုစ်တွေပေါ့နော်ဒီအန်ယိုဒန်နဲ့ဆက်ဆက်နေတဲ့နေရာမှာဆိုရင်ဒီတော်ကြီးရှိမယ်နောက်တစ်ခုဒီတတော်တွေရှိတဲ့နေရာမှာဆိုရင်အာတတော်တွေအဲပေါ့ဒီပေါ့အာမြေပြန့်ဒေသမှာဆိုရင်အဲတချို့တော့ပေါ့နော်ဒီဒီပေါ့အပူပိုင်းဒေသအပူပိုင်းဇုံရှိတဲ့နေရာမှာဆိုရင်ဒါတတော်ကြီးရှိမယ်နောက်ဒီတချို့ အလဲပိုင်းကြမှာဆို6ဒရိတ်နေရာရှိမယ်အဲ့လိုမျိုးပေါ့မြင်နေသားရေမတူဘူးမြင်နေသားမတွေ့ရောက်ဘာလဲဆိုရင်အဲ့ဒီစကြက်မြင်အဲ့မြင်နေသားရောက်ဖြစ်လာမယ်စကြက်မြင်ရလေ diversity ကွဲပြားမှုရှိတယ်တဲ့ဒါဆိုရင် तू ကဘာလဲဆိုရင် तू ရဲ့တသူ့ရဲ့အရွယ်အစားကြောင့်နှစ်သူ့ရဲ့လက်တီကျူကြီးမားမှုကြောင့်လက်တီကျူကြီးမားဆိုတာဘာကြောင့်လဲဆိုရင် तू က2100ကီလိုမီတာတောင်ရှိလို့နောက်နောက်တစ်ခုသူ့ရဲ့အကြောင်းရင်းတွေမှာ diversity or topography သူ့ရဲ့မြင်နေသားကွဲပြားမှုနဲ့ habitat ဒီ ဒီပေါ့နော်မြေအနေထားပေါ်လိုက်ပြီးတော့ပေါက်လာတဲ့တဘာပေါက်ပင်စကြက်မြေတွေ꿰ပြမှုဒါဆိုရင်သူ့ရဲ့အကြောင်းရင်းဖြစ်စေအကြောင်းရင်းဘယ်နှချက်ဆိုတော့တစ်ချက်နှစ်ချက်ဘာလို့ရှိမလဲ3ချက်တော့အဲ့3ချက်ဒါတာတာဘာထက်တွေ့ရင်တော့4ချက်ပေါ့နော်ဒါနှစ်ခုပြောပြီးတော့တွေ့ရင်တော့4ချက်ပေါ့အဲ့4ချက်ကြောက်တဲ့သူကဒီ country ဒီနိုင်ငံငါရဲ့ the country is rich ပေါ်ကျွဲသွားပါတယ်တဲ့ in biological diversity နောက်တနည်းပြောရင် biodiversity ဇီဝမျိုးစုံမျိုးကွဲနေရာမှာပေါ်ကျွယ်သွားပါအဲ့ဒါဆိုတော့ပါဇီဝမျိုးစုံမျိုးကွဲကြီးစုံပါတယ်ဒါဆိုဇီဝမျိုးစုံမျိုးကွဲစုံတယ်ဆိုတော့ဘာလဲဆိုရင်သူကနေရာလဲကျယ်တယ်နေရာကျယ်တယ်လက်တီကျူကျယ်ကျယ်ရှိတယ်နောက်မြေအနေထားနဲ့ဒီသူ့ရဲ့သဘာဝပေါက်ပြင်းတွေစကြက်မြေတွေကွဲပြားရဲ့စကြက်မြေရှိအဲ့ဒီအတွက်ကြောင့်ဒီစကြက်မြေပေါ်စကြက်မြေတွေရှိပြီးဒီကဘာလဲဆိုရင်မြေအနေထားကောင်းမွန်တယ်မြေအနေထားစုံတယ်ပြီးတော့မြေအနေထားများတယ်မြေများတယ်နောက်တစ်ခုမြေမျိုးစားစုံလင်တယ် ူ့ရဲ့ဇာတ်ကြမ်းမြေဆုံးလေအဲ့အတွက်ကြောင့်အကောင်တွေကအများများနေထိုင်လို့ရပထမရှိမှပြောလို့သူတို့ရဲ့နေရာရှိရမယ်နောက်သူတို့ရဲ့သူတို့အတွက်မတူညီတဲ့ဇာတ်ကြမ်းမြေရှိရမယ်အဲ့လိုပေါ့အပင်တွေရှိရမယ်အဲ့မှာဒီမျိုးစုံမျိုးကွဲရလာပြီးရှင်သန်နေထိုင်မှာဖြစ်တယ်အဲ့ဒါကြောင့်သူ့ရဲ့တိတ်ချက်ဖြစ်တဲ့အရွယ်အစားအဲ့တော့နေထိုင်တဲ့နေရာဆိုတော့အရည်အစားတွေ latitude တွေတွေ latitude ပြားတွေရောရာစုအမျိုးအစားစုံနေတယ်နောက်တစ်ခုသူရဲ့မြေနေထား꿰ပြပြီးတော့သူရဲ့ habitat ဆိုရယ်ဒီဒီပေါ့ ဇက်ကြမြေတွေသူတို့ရဲ့စားသောက်နေထိုင်တဲ့နေရာတွေကမျိုးစုံမျိုးပဲအဲမျိုးစုံရှိတဲ့အတွက်ကြောင့်အဲ့မျိုးအမျိုးမျိုးရှိတဲ့အတွက်ဘာလဲဆိုရင်တက်တော်အမျိုးမျိုးကလာရောက်နေထိုင်လို့ရတယ်အဲ့အတွက်ကြောင့်ဒီနိုင်ငံဟာဘာလဲဆိုရင်ဇီဝမျိုးစုံမျိုးကွဲဒီစုံနေတယ်လို့ပြောလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်သူကပါတယ်ဒါမျိုးဆိုရင်မြေဝကျုံမဒေတာမြေဝကျုံမဒေတာလည်းရှိရဆိုတော့ဟုတ်ပြီမြေဝကျုံမဒေတာမှာနေထိုင်လို့ရတဲ့အကောင်တွေဘာလဲလာနေရဖို့ဒီနိုင်ငံမှာဒါဆိုရင်ဗျတက်တော်ရှိတယ်တက်တော်ရှိနေမှာလည်းဒီကောင်တွေနေထိုင်နေနောက်ဒီလိုပေါ့ဒီ တတော်များပြားနေရာမျိုးဆိုတော့အဲ့မှာလာနေထိုင်နေနောက်ခုဒီမှာဆိုလို့ရှိရင်လည်းအမြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာဆိုရင်ဗါလေခန္ဓာရလိုမျိုးခန္ဓာရတော့မဟုတ်ဘူးအပူပူပိုင်းဒေသရှိအဲ့မှာဆိုလည်းဘာဖြစ်လဲလာပြီးတော့၆သိန်းတော်ရှိအဲ့မှာ၆သိန်းတော်မှာနေအကောင့်နဲ့မြန်မာဒီနိုင်ငံမှာလာနေထိုင်ဘာဖြစ်လဲဆိုဒီနိုင်ငံမှာကပုံစံနေရာမျိုးဆိုရင်နောက်ပါလေကံရိုးတဲ့နေရှင်ကံရိုးတဲ့မှာဆိုလေအဲငားတွေဘာကြီးအဲ့လိုမျိုးပေါ့ ဒီဆက်ဆက်တဲ့တက်တော်ရဲ့နေထိုင်နေရာရောမှဆိုလဲအေးခဲတဲ့နေရာမှာအေးခဲနေရာရှဲကြောက်ပါလေဆိုရင်ဒီအေးခဲနေရာမှာနေထိုင်တဲ့တက်တော်ရာလေဒီနိုင်ငံမှာလာနေထိုင်တယ်ဆိုဒီနိုင်ငံမှာဘာရှိလဲသူရဲ့ညီနေထားမျိုးစုံရှိရဲ့နောက်စကြဝဠာမျိုးစုံရှိရဲ့အတွက်ကြောင့်ဒီနေရာငံကိုဒီ speech biological diversity ဘာစီဝါမျိုးစုံမျိုးပွဲကွဲပြားမှုတွေအများကြီးကျွဲဝါးတဲ့နိုင်ငံလို့သူကပြောခြင်းဖြစ်ပါတယ်တဲ့မြန်မာမြန်မာနိုင်ငံဆိုရင် span ဆိုတာကသူကအာပိုင်ဆိုင်တယ်ပေါ့ကျေပြန့်တယ် အဲ uh, a vast area ကြီးမားကျယ်ပြန့်တဲ့ area တခုရှိပြီးတော့ and has diverse diverse ဆိုတော့အချိန်မှပြောခဲ့ရတာဒါအကြည့်တဲ့ကွဲပြားခြမ်းနားရဲ့ topography လို့ပဲဒီမှာပဲ geographical features geographical ဆိုတာဘူမိဗေဒ feature ဆိုတာလက္ခဏာကွဲပြားရဲ့ဘူမိခြေဗေဒလက္ခဏာရှိ climate အဲရာသီဥတု frontal tropo tropical အပူပိုင်းကြံတွေအဲဒါ coral reef တန်တာကြောက်တန်းတွေ to the air by habitats ဒီ air by ဆိုတာကဒီတောင်ပေါ်ဒေသ air by ပေါ့ ့အပိုင်းဆိုတာဒီကိုအေးခဲတဲ့တောင်တန်းမှာရှိတဲ့ habitat စကြက်မြေတွေအထိကိုတဲ့ရာသီဥတုတွေအဲရာသီဥတုတွေရှိပါတယ်ဒီမှာဆိုသူပြထားဒီပုံလေးကအရင်ကောင်းတယ်ဗောနော်သူရဲ့အဲသူကမြန်မာနိုင်ငံကျေပြန့်တဲ့ area ရှိကြအောင်ပါသူရဲ့ insight ဖြစ်တယ်ဘလောက်လဲအဲငါ6.5 5.5အရာသူကကျေပြန့်တဲ့ area ရှိပြန်နောက်တစ်ခုပါရှိလဲဆိုရင် geographical feature သူရဲ့မြေနေထားတယ်တူလားမတူဒီမှာဆိုရင်ရေအရေနေဒီမှာဆိုရင်ဒါဒီမိုးဟောဗောဒီဒါဆိုရင်ဒါ မြန်မာနိုင်ငံအောက်ပိုင်းလိုမျိုးနောက်တစ်ခုမြို့အကျုံမဒေသမျိုးဆိုရင်ဒီလိုမျိုးဒီဒီရတော့ရှိရဒါဆိုရင်မြန်မာနိုင်ငံအလယ်ပိုင်းဒေသလို၆တွေးရဲ့နေရာတွေနောက်တစ်ခုမှာဆိုရင်ဒါမြန်မာနိုင်ငံအစွန်ပိုင်းတွေမှာရှိတဲ့တောင်တန်းဒေသတွေအဲ့မှာအေးခဲတောင်တန်းဒေသအဲ့မှာချင်းပြည်နယ်ကချင်းပြည်နယ်လိုမျိုးပေါ့အဲ့လိုမျိုးနေရာရှိတယ်တဲ့အဲ့ဒါသူ့ရဲ့သူ့ geographical feature ဆိုရဲဘူမိဗေဒလက္ခဏာတွေကွဲပြားရဲ့ဘူမိဗေဒလက္ခဏာရွှေနောက်ပိုင်းဒီ diverse ကတခုတည်းတင်မဆိုလို့ဒီ climate ကိုပါပြောတာ ဒီရာသီဥတုကလည်း क्वे ပြရဘယ်လို क्वे ပြလဲဆိုရင်ဘယ်ကနေစပြီး क्वे ပြသူရဲ့အစလည်း tropical tropical coral reef tropical coral reef ဆိုတာဒီအပူပိုင်းတန်တားကြောက်တန်းမြန်မာပြည်မှာတန်တားကြောက်တန်းရှိရပါလေအဲတနင်္သာရီတိုင်းမှာရှိမောင်မကန်မှာတန်တားကြောက်တန်းတွေရှိတယ်အဲ့လိုတန်တားကြောက်တန်းတွေကနေစဒီအတန်တားကြောက်တန်းတွေကသူကပူပိုင်းဒေသရဲ့နေရာမှာပေါက်တယ်အဲ့အပူတဲ့နေရာရာစတဖြည်းဖြည်းနဲ့အေးလာတယ် တော့ပါတယ်ဆိုရင်အမြမအူဒီကအေးလာမို့အဲ့ကနေမြေကြီးပေါ်ရောက်လာလို့ပါလေဒီမိုးတုံတော်ကြီးရှိမယ်ဒီရတော်ကြီးရှိမယ်အဲ့ကနေပါလေအလဲပိုင်းရောက်လာလို့၆တွေ့တော်ကြီးရှိမယ်အဲ့ကနေနောက်ဆုံးပါလေဒီအဲပိုင်းဟုတ်အစွန်ဆုံးမှာရှိရဲ့အဲပိုင်းတောင်တန်းတွေအထိဒီ habitat တွေကကြည်ကြည်ပြပြန်ယူရှိနေပါအဲ့တော့သူကဘလို့ရေးထားလဲဆိုရင်ဒီ tropical coral reef ကနေစလို့ဒီရာသီဥတုကွဲပြားမှုကပဲကြည့်တဲ့အဲပိုင်း habitat တွေအထိကိုရာသီဥတုကွဲပြားမှု တောက်လျှောက်ရှိပါတယ်တဲ့သူက from စလိုက်ဆိုတော့ကြားတဲ့ဟာတော့မပြောတော့ဘူးเนาะ as from ဆိုတဲ့အတိုင်းအစနဲ့ဒီအဆုံးဟုတ်အဆုံးထိဟိုဟာကိုသူကပြောလိုက်တယ်ပြည့်အဲကြောင့်ပါလေရာစုကဘယ်လိုမျိုး क्वे ပြရာစုရှိလဲဆိုတော့ဟုတ်ဒီတန်တာပူပြင်းအပူပိုင်းတန်တာကြောက်တန်းကနေဟုတ်အဆုံးဆုံးအေးဆုံးအပူဆုံးကနေအေးဆုံးဖြစ်တဲ့အဲပိုင်းစကြက်မြေတီကိုရှိပါတယ်တဲ့ forest cover ဒီ territorial cover cover ဆိုတာဖုံးအုပ်ထားပါတယ် range ဆိုတာက ခံအရှင်းမှာပြောခဲ့ရင် rent ဆိုတာကသူ့ရဲ့အရေအတွက်ပေါ့နော်ဘာဒီမှာပြောရမယ်ဆိုရင်ဘယ်ကနေစပြီးတော့ဘယ်ထိအဲ့လိုမျိုးသွားပြောချင်တယ်ပေါ့ from the ranges from moist tropical rain forest ဘယ်ကနေစမယ်ဆိုတော့ဟုတ်ပြီနော်ဘယ်ကနေစမယ်ဆိုရင် moist tropical rain for moist ဆိုဆိုတဲ့ tropical ဆိုတာကအအပူအပူပိုင်း rain forest ဆိုတာအပူပိုင်းမိုးသက်တော် rain ဆိုတာမိုး forest ဆိုတာကြည်တော့အဝိုင်းမိုးသက်တော်အဝိုင်းမိုးသက်တော်ရဘာမှရှိလဲ in the south တောင်ပိုင်းမှာရှိတယ်သူတို့ဖြတ်ပြီးတော့ dry deciduous forest ဘယ်ဘဲလာပြီလဲဆိုဒီမှာနော်ဒီမှာစပြီ ဒါဒါဆိုစွတ်တဲ့အပူပိုင်း moist tropical rainforest မရေးထားတယ်လေ moist tropical rainforest moist tropical rainforest ကနေဟုတ်ပြီဗမာရှိတဲ့ဒီကောင်တွေကပါလေတောင်ပိုင်းမှာရှိတယ်တောင်ပိုင်းဆို S ပေါ့နော်တောင်ပိုင်းမှာရှိတယ်ပေါ်မှာရှိရကောင်တွေကနေဟုတ်ပြီဘယ်ကနေစမယ် from range ranges from စမယ် moist tropical ဘယ်ကစမယ်ဆို moist tropical rainforest ပြီးဘယ်ကိုသွားမလဲ dry deciduous forest ကိုရောက်မယ်အဲ့ကောင်တွေပမာရှိလဲဆိုရင် central area ရှိမယ် central area ဒီမြန်မာနိုင်ငံအလဲပါအလဲတိုင်းဆို central central ကိုရောက်လာမြန်မာနဲ့အလဲမမပါရှိမလဲဆိုရင် dry 6တွေ့တဲ့ disaster ရဲ့ပြင်းထန်တဲ့ forest 6တွေ့တဲ့တပင်းနေပါတတော်ရှိမယ်ဟုတ်ပြီနောက်ဘယ်ကိုသွားမလဲဆိုရင် north ဆိုရဲမြောက်ဘက်ပိုင်းမြောက်ဘက်ပိုင်းဆိုသွား north เนาะဒါ north north ဆိုရဲမြောက်ဘက်ပိုင်းမှာပါရှိမလဲဆိုရင် alpine forest ဟော alpine forest ဆိုပြည်သူကပါတယ် alpine forest ဒီတိုင်းမရေးထားပါဘူး temporary broadleaf temporary ဆိုတာက အသင့်တင် broad ဆိုတာကျယ်ပြန့်တဲ့ leaf ပေါ့အဲ့ဒါပါ temporary broadleaf sorry ။ Temporary broadly ဆိုတာသူပြရွက်ပြတ်ရွက်ပြတ်တော်လို့ပြောလို့ရတယ်နော်။ဘာလို့လဲဆိုရင် तू ကဘလို့တတော်မျိုးလဲဆိုရင် तू က A တဲ့ data A တဲ့အချိန်ရောက်လာတဲ့ခါကျရင် तू အရွက်တွေကြွေသွားတယ်။နောက်ပိုင်းသူတို့ຫນွေရာတီရောက်လို့ရှိရင်အရွက်တွေပြန်ဝင်လာအဲ့လိုတတော်မျိုးတွေဒီလိုမျိုးတတော်တွေပေါ့နော်။အဲ့ကနေဒီဘဲတတော်ရှင် Airpine Forest towards the north ဒီကောင်ကြီးကဘာမှရှိလဲဆိုရင် तू Airpine Forest ဒီတော်ဒီအေးခဲတောင်ပေါ်ကမှာပေါ့လေတတော်တွေအထိအေးကောင်တွေကဘာမှရှိလဲ not တောင်ဘက်တွေမှာအမြောက်ဘက်မှာရှိပါတယ်ဒါဆိုရင် သူကဘယ်အနေစားမလဲဆိုရင်အရင်ဆုံးတောင်ဘက်မှာစားတောင်ဘက်မှာရှိတဲ့ဗာလဲ Marsh Tropical Rainforest ပြီးနောက်ဘယ်လိုသွားမလဲဆိုရင် Dry Deciduous Forest အလဲအဲ့ကောင်ကဘယ်လိုရောက်သွားမလဲ Central ရောက်လာပြီနောက်ဘယ်လိုသွားမလဲဆိုရင်အာ Dry Deciduous Forest ကိုရောက်လာပြီနောက်ဘယ်လိုဆိုရင် Air ဘိုင်း Habitats တွေကိုရောက်လာမှာဖြစ်ပါတယ်တဲ့အာ Air ဘိုင်း Habitats ကိုရောက်သွားပါလေနောက်ကိုရောက်ပြီပေါ့ Air ဘိုင်း Habitats နောက်ဘယ်ဖြစ်ရရှိလဲဆိုရင် Temporary Broadleaf ဆိုတဲ့ဒီရွှေပြတ်တော်တွေ အဲ့စီကိုရောက်လာပဲဒါဆိုတောင်ကနေညောက်သွားမှာပေါ့နော်ဂျက်ဒိုင်ဗာစကွဲပြားချားနိုင် habitat ဒီစကွဲပြားချားနိုင် habitat ဒီတဘာပေါက်ပင်နေရာဆိုလို့ရှိအာဟုတ်ချဲပြပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ဒီအစ်တတော်တွေပေါက်မှာအဲ့အပေါ်မူတည်ပြီးတတဝါရနေထိုင်မဲ့အတွက်ကြောင့်ဘာဖြစ်လို့ဆိုဒီစကွဲပြားချားနာတဲ့ဒီစကြက်မြီရာဆို home အိမ်ဖြစ်ပါတယ် 4L wide range ကျဲပြန့်တဲ့အမျိုးအစားပဲပေါ့နော် of species တက်ကျဲပြန့်တဲ့မျိုးစိတ်တွေအတွက်နေအိမ်ဖြစ်ပါတယ်တဲ့အဲ့အပေါ်မှာမူတည်ပြီးတော့တတ္တဝါရနေထိုင်ကြမယ်အဲပြင်တော့တချို့ဆိုရင်ဗာလဲဆိုရင်အေးခဲဒေသဒါမှမဟုတ်သူ့ရဲ့တောင်ပေါ်ဒေသမှာဗာလဲတက်ခွပန်းမင်းနေပေါ့အကယ်၍အဲ့တောင်ပေါ်ဒေသမှာရှိအပင်လာမပေါ့ဆိုအဲ့တက်ခွမျိုးရလဲမရှိတော့အဲ့စီဝါမျိုးစုံမျိုးကွဲရလဲမရှိတော့ဘူးအဲ့လိုအေးခဲဒေသရင်ဒီမှာတက်တော့ပေါက်ရအောင်မှာအဲ့အိတ်တောမှာနေထိုင်မဲ့ကျင်းငှက်တွေရလေအဲ့မှာနေထိုင်တယ်အဲ့မှာဇူဝမျိုးစုံမျိုးကွဲတွေကျဲပြန်အများပြရှိမှာဖြစ်ပါရှိလာမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာကတော့ အမ်ဟောဒီမှာဆိုလို့ရှိရင်ဗောနော်အခုပဲတတ်ထုတ်လိုက်တာအဲဟာဆိုရင်ဒါဒီလိုမျိုးလေးတွေကျက်လို့ရှိရင်ကောင်းလာမှာနော်ဒီလိုမျိုးလေးပေါ့ကိုဇရာလေးဗောနော်သူဇရာမျိုးလေးစာရွက်နဲ့အဲပုံလေးမှာကတ်ထားပြီးကျက်လေညှက်ထားပြီးကျက်လေအဆင်ပြေတယ်အမှန်ပဲနှုတ်စာအုပ်လေးထုတ်ပြီးတော့ခေါင်းစဉ်ပေါ့ရှင်းမှာ အဲဒီအခန်းရဲ့ဘာကောင်းစင်လဲဆိုရင်မြန်မာဟာ biodiversity မြန်မာရဲ့ပေါ့နော်ဒီလိုမျိုးလေးကိုကကိုလိုလေးလုပ်ထားရင်လည်းအဆင်ပြေရပါလို့ဆိုရင် marsh tropical rainforest အဲ marsh tropical rainforest ကိုဆွေမမာရှိတယ်ဆိုရင်သူကဆောက်တောင်ဘက်မှာရှိရဲ့နောက် dry deciduous forest မျိုးကြတော့ဘက်မှာရှိတယ်ဆိုရင် central အဲ level မှာရှိရဲ့အဲ temperate broadleaf and alpine forests အဲဒီပေါ့ ဒီရွေးပြတော်အဲတမာပိုင်းရွေးပြတော်လေးနောက်တော့ AI Forest ကျမှာရှိတယ်ဆိုရင်တော့တောင်ဘက်ကျမှာရှိရယ်ဆိုပြီးတော့ဒါဒါရှင်းနေပါမော်ဒီပုံလေးပြထားတာ Okay ဒါကို screenshot လေးယူထားရင်လည်းယူထားအောင်နော်ဒီဒီလိုမျိုးလေးတွေပေါ့ဟိုပေါ့ဒီလိုမျိုးဇာတ်မျိုးလေးတွေကျွန်တော်အရှိမရှင်းခဲ့တာပေါ့ကျွန်တော်ချို့ပိုင်းနဲ့ဘယ်လိုလောက်ထင်ပြီးတော့မလုပ်ထားဘူး Okay အဲ့လိုမျိုးဇာတ်မျိုးလေးတွေမိုင်းမက်လေးလိုချင်လည်းပြောပါမော်နော်အာကျွန်တော်တက်နိုင်ရင်လုပ်ပေးပါမယ် Popular ဆိုတော့ဒီကောင်တွေကဒီတိုင်း comment ပေးလို့မရဘူးပေါ့နော်ကျွန်တော်နည်းနည်းလေးဒါက နည်းနည်းလေးပေါ့ပို့ပြီးလွှဲအောင်ကျွန်တော်လုပ်ထားပြပါမယ်နော်အဲ့ဒါ image ချက်ချင်းထုတ်ထားပါဘူးဒါလေးလိုအပ်ရင်လည်းပြောပါမယ်နော်ဒီမှာတော့ကျွန်တော် biodiversity မြန်မာကိုပဲရှင်းပြလိုက်ပါမယ်ဘာလို့ဆိုဒါလေးကနည်းနည်းများသွားလို့ပါရှင်းပြရတာပေါ့နော်နောက်တစ်ပိုင်းကြမှာပဲကျွန်တော် forest diversity ကိုရှင်းပြပြမှာဖြစ်ပါတယ်အကြေဒီဖြူနဲ့ပတ်သက်ပြီးမရှင်းတာရှင်လိုချင်တာပတ်သက်တာတခုရှိလို့ရှင်အကောင့်မှာဘာလိုချင်တာဘာမရှင်းတာမန့်ခဲ့ပြီးလို့ရပါတယ်အ အကယ်တက်နိုင်ကြအောင်ဒီဗီဒီယိုတစ်ခေါက်ကြည့်ကြည့်ပြီးတော့ဒါကတစ်ခါလေးရေးလို့ရပါဘူးเนาะကြက်ပြီးတော့တစ်ခါလေးရေးပါပြီးတော့ဒီလိုမျိုးနံပါတ်တွေဆိုရင်လည်းအဲတေချာလေးမှတ်ပေးပါဘောเนาะတေချာလေးမှတ်ပေးပါဒါလေးလည်းကျွန်တော်လုပ်ကြည့်လိုက်เนาะဟာဒါဆိုရင်ဒီလိုမျိုးလေးပေါ့မှတ်လို့ရအောင်เนาะရေးထားဆွဲထားပေးရအောင်เนาะဘာလို့ဆိုရင်မြန်မာရဲ့ land area အဒီကောင်လေးက ဒီအရာဒီခန်းပါဆိုကနန်းခန်းလို့ဆရာမပြောပဲဆိုကနန်းနေခန်းကပါလို့ရောက်တာမျိုးလေးနောက်ပိုင်းကျရင်ဇရာလေးစုပြီးတော့ကျွန်တော်လုထားပေးမယ်ပေါ့နော်ဟောဆိုမြန်မာလမ်း area ဆိုလည်းဘလောက်ရှိလဲဆိုရင်6.65ကီလိုမီတာ square ရှိရဲ့ latitude range ကဘလောက်ရှိရင်9.10ကီလိုမီတာ square ရှိရဲ့ဒါပါပဲနော်အားလုံးအသိပေးကြပါစီ